ဆက်လက်ပြီးတော့ကြာသာသီသာသမီမိတ်ဆွေများအတွက်တနေ့တာဟောဆန်းလေးဖြစ်ပါတယ်ဗျကြာသာသီသာသမီများကဒီလိုနေမျိုးမှာရွှေဝဲဝါးဝါအလှပြင်ပြင်စီအလှပြင်ဆိုင်တစ်ဖက်ရည်ဆိုင်ကိစ္စလေးအခုတည်းဆက်ပြည့်စီအဝယ်ရောင်းကိစ္စတွေသာသမီလောက်ငယ်သားကိစ္စတွေပြုလုပ်ဆောင်ရဲ့တင်းတဲ့နေ့ဖြစ်ပါတယ်ဗျဒီလိုနေမျိုးမှာကြာသာရိသာသမီများကံရရဲ့ထောက်ပံ့ရရှိသည်ဟုဆိုရင်တော့အစိမ်းရောင်အညိုရောင် ။များများပါတဲ့ဝေစာသုံးဆောင်တွေကိုအာပြုဝိစဉ်၃ဆွဲသိမ်ပါတယ်။ကံကောင်းလက်ရှင်သေးတဲ့ကဏန်းတွေနံပါတ်တွေကတော့၄ကဏန်း၃ကဏန်းလို့ဖြစ်ကြပါတယ်ဗျ။ဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စီဖို့လုပ်ငန်းတွေတိုးတက်စီဖို့ဆိုရင်ဘာလုပ်ငန်းဖြစ်လောက်တာပဲဖြစ်ဖြစ်ဘာအလုပ်လုပ်တာပဲဘာပဲရောင်းရင်ရောင်းရင်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကို လက်စုပ်လေးတကွင်းနဲ့တို့ခေါက်ရိုက်ပုတ်ပြီးတော့ဆူတောင်းသင်ပါတယ်ရွှေလက်စုပ်ငွေလက်စုပ်အစင်ပြားလက်စုပ်လေးတကွင်းနဲ့တို့ခေါက်ရိုက်ပုတ်ပြီးတော့ဆူတောင်းပါဒီနေ့ကံမွေးကံမြင့်ဇေဝတ်အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်စိတ်စုပ်ဝတ်စုပ်အဆုပ်ပြုတ်ပါဗျာတမျိုးမျိုးတူတန်းဒါနာပြုခြင်းအားဖြင့်ကံရရဲ့ထောက်ပံ့တွေရရှိနိုင်စေမှာဖြစ်ပါလေခင်ဗျာ ဇလပြီးတော့တောက်ကြသားသမီးမိတ်ဆွေများအတွက်တနေ့တာဟောစတန်လေးဖြစ်ပါရယ်ဗျဒီလိုနေမျိုးမှာတောက်ကြသားသမီးမိတ်ဆွေများကမြေမွေဖုံးပညာရေးဘာသာရေးဆိုင်ရာကိစ္စတွေလပိဟင်ဆိုင်အလှပြင်ပစ္စည်းအလှပြင်ဆိုင်သားသမီးလက်အောင်ငယ်တာကိစ္စတွေပြုလုပ်ဆောင်ရဲ့တင်တော်နေ့ဖြစ်ပါရယ်ဗျဒီလိုနေမျိုးမှာတောက်ကြသားသမီးမိတ်ဆွေများအတွက်ကန်ရရဲ့အထောက်ပံ့ရရှိစေဖို့ဆိုရင်တော့ အဝါရောင်အစိမ်းရောင်များများပါတဲ့အဝိဇ္ဇာသုံးဆောင်တွေကိုအာပြုဝိစဉ်သုံးဆွဲတင်ပါတယ်။ကံကောင်းလက်ရှင်စီတဲ့ကဏ္ဍတွေနံပါတ်တွေကတော့၅ကဏ္ဍ၄ကဏ္ဍတို့ဖြစ်ကြပါတယ်ဗျ။ဒီနေ့ဗမေဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်တော့ဘာပဲရောင်းရောင်းဘာလုပ်ငန်းလုပ်ကြပဲဖြစ်ဖြစ်ဘာပဲရောင်းချင်ရောင်းချင်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုလက်ဖက်ထုတ်လေးတစ်ထုပ်နဲ့လက်ဖက်သားလေးအိတ်တစ်လုံးလေးနဲ့ထုတ်လိုက်ပါဗျာလက်ဖက်ထုတ်လေးနဲ့ တို့ခေါက်ရိုက်ပုတ်ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်လက်ဖက်တော့လက်ဖက်ရည်အတမျိုးမျိုးလူရန်ဒါနပြုခြင်းအဖြစ်ကံတရားရဲ့ထောက်ပံ့တွေရရှိနိုင်စေမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့စနေသားမိတ်ဆွေများအတွက်တနေ့တာဟောစနေလေးဖြစ်ပါတယ်ဗျစနေသားမိတ်များကဒီလိုနေမျိုးမှာ ခကြီးသွားလာရေးတည်ယူဖို့ဆောင်ရေးကူးတန်းရောင်းဝယ်ရေးလုပ်ငန်းတွေမြေငွေဖို့ပညာရေးဘာသာရေးဆိုင်ရာကိစ္စတွေပြုလုပ်ဆောင်ရဲ့တင်တော်နေ့ဖြစ်ပါတယ်ဗျစနေသားမိမိတ်ဆွေများကဒီလိုနေမျိုးမှာကံတရားရဲ့အထောက်ပံ့ရရှိသေးဖို့ဆိုရင်တော့အပြာရောက်အဝါရောက်များများပါတဲ့ဝေစားသုံးဆောင်တွေကိုအားပြုဝစ်စဉ်သုံးဆွဲတင်ပါတယ်ကံကောင်းလက်ရှင်စေတဲ့ကဏ္ဍတွေနံပါတ်တွေကတော့6ကဏ္ဍ ငါးခန်းတို့ဖြစ်ကြပါလေဗျဒီနေ့မမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်တော့ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုပန်းသီးလေးတစ်လုံးနဲ့ပန်းသီးသေးသေးကြီးကြီးပန်းသီးလေးတစ်လုံးနဲ့တိုးခေါက်ရိုက်ပုတ်ပြီးတော့ဆူတောင်းပါဒီနေ့ကံပွင့်ကံပြင်းစေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်တင်မောသည်ပန်းသီး အစင်တရားတည်တည်တမျိုးမျိုးလူရန်ဒါနပြုခြင်းအဖြစ်ကံတရားရဲ့ထောက်ပံ့တွေရရှိနိုင်စေပါဖြစ်ပါれခမညာကဲခੁနေသားသမီးမိတ်ဆွေပေါင်းဘေးကင်းကြမ်းမှာချမ်းမြေ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒများပြည့်ဝနိုင်ကြပါစေခမညာ